းပါတာပေါ့သမီးရဒါအန်ဒီထမင်းအိုးလေးပဲဟာအန်ဒီရဲ့ထမင်းအိုးလေးပါအန်ဒီအသက်ဘယ်တော့ကလေးရောင်းလဲအန်ဒီတဲ့အန်ဒီအခုဆို62နှစ်ထဲရောက်ပြီလေ62နှစ်ဆိုတော့တက်40ကျော်ပါပေါ့အန်ဒီကငငယ်လေးတည်းဈေးရောက်တာအတော်နဲ့နန်ဝင်ဈေးမှာအဲ့လိုပေါ့ကြက်သားတို့တို့အဆုံရောင်းတာအဆုံရောင်းခဲ့တာသမီးရဲ့ဈေးကတော့ဈေးမြောင်းရရင်အန်ဒီကမရဘူးမနေနိုင်ဘူး ခတိရန်ဟုတ်တယ်ဟုတ်တယ်ခတိဆိုတော့ပြောပေးပါဦးနေကြဂျာထဲမှာဒါ customer ရေးရတာဘယ်လိုလဲ customer ရေးတော့ NDC စားပင်းရင်နောက်တဲ့တွေနဲ့သွားစားရင် ND ကိုတတိရတာပေါ့တမီးရဲ့ ND လက်ရလေးတွေကိုသူတို့လွှမ်းနေကြဒီနေ့တော့ကလေးတွေလာသွားတယ်လေ ဘယ်နားရောက်ရောက် NDC ကတော့သူတို့ကရောက်အောင်လာတာပဲဘယ်ရောက်သွားသွားလေစားတယ်စားတယ်တမီးရောက်တော့ကုန်လာတဲ့ကားတွေနဲ့တထေးတွေလဲလာတဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေရောအနီးဖောက်တဲ့တွေကခူးဆောင်ဆို NDC မှာသူစားနေကြပွင့်နေဒီမောင်းလို့အသားသမီးတွေကိုလည်းဒီရာနဲ့ပဲစက်မိုးပေးရအောင်ဖောက်တယ်တမီးအနီးသမီးလေးဆိုဘောလုံးသမားလေးလက်ရေးစင်းဘောလုံးကန်နဲ့သူ့ကိုလည်းအဲ့လိုပေါ်လက်ရေးစင်းပွားရအောင်အနီးစက်မိုးပေးခဲ့ရတာပေါ့ ဒီနာမည်ကဆန်းဆန်းနဲ့အလီဖွင့်တာအနှစ်20ကျော်ပြီတမီဟုတ်အဲ့ဒါကြာပြီပဲပေါ့နော်ဟုတ်တယ်တမီဟောပါပေါ့ဒီလုံးတစ်ခုကိုဘယ်လောက်တစ်ခုကိုအခုကတော့တစ်ထောင်ဖြစ်ပြီတမီအန်ဒီအရင်ကစရောက်တာတော့တရာထက်ညက်တရာဒန်ဒီရဲ200ပေါ့အဲ့ရနေစရောက်နေဟုတ်ကဲ့ဟုတ်ဒီရဲဒန်ဒီရဲမှာဆိုပြီးပေါင်ဒီကပေါင်ပစ္စည်းပါဗျာဒီကကတော့တမီဘော်ဘီရဲပဲပင်ပေါက်ရဲခန်းကျင်ဒီရဲပေါ့ ပြီးရင်အာလူးလေးလည်းပါတယ်ပဲပဲပါတယ်ပေါ့တနည်းတနည်းကိုဘယ်လောက်လို့သိန်းကျော်လောက်တော့ရတသိန်း2000လောက်တော့ခုခေတ်သူခေတ်နဲ့သူတော့ကွာသွားတာပေါ့နော်အဲ့ဒီပြောတာဒါ100ခေတ်ရတယ်ဟုတ်တယ်ဟုတ်တယ်1000ခေတ်ဆိုတော့ပြောမင်းပါအောင်ဒီဂျာဂျာထဲမှာဒါ customer ရဲ့ဒါဘယ်လိုလဲ customer ရတော့ NDC စားပင်းရင်နောက်တဲ့တွေနဲ့သွားဆိုင်အန်တီကိုတတိရတာပေါ့တမီးရဲ့အန်တီလက်ရလေးတွေကိုသူတို့လွမ်းနေတဲ့ဒီနေ့တော့ကလေးတွေလာသွားတယ်လေ ဘယ်နာရောက်ရောက်အန်ဒီစီကတော့သူတို့ကရောက်အောင်လာတာပဲဘယ်ရောက်တော့တော့လေစားတယ်စားတယ်တမီးရောက်တကုံလာတယ်ကားတွေနဲ့တထေးတွေလဲလာတယ်ရုပ်ရှင်မင်းသားမင်းသမီးတွေရောအန်ဒီဖောက်တယ်တွေကခူးဆောင်ဆိုအန်ဒီစီမှာသူစားနေကြပွင့်နေဒီမောင်းလို့အခုချိန်ကြီးတာအခုချိန်ကြီးကတော့မလားတော်တော်ကြာပြီစအန်ဒီစရောက်တော့ပွင့်နေဒီမောင်းဆိုကားတစ်စီးနဲ့လိုက်ပတ်ရှာအန်ဒီကိုအန်ဒီကအဲ့တော့အဲလဲလေးနဲ့ပတ်သွားတာဆိုတော့ဒီကြောင်မြောင်းနဲ့တောင်မွေပဲပတ်သွားတာလေ အဲ့ကြတော့သူတို့ရှာရတာပေါ့သမီးရဲ့အခုကြတော့အန်ဒီရဲ့ဒီနေရာလေးအထိုင်လေးဆိုတော့သူတို့ရှာကြရတော့မလို့တော့နည်းသမီးတစ်ဖေးအကုန်အကုန်ငဲငဲလေးတွေစားတဲ့ကလေးတွေဆိုလည်းအခုကြီးလာဘယ်နားရောက်ရောက်သူတို့လာတာပဲအန်ဒီကိုတွေ့ဘယ်မိတ်မလို့ငငယ်ညာရောက်သွားတဲ့ကလေးတွေဆိုလည်းအန်ဒီဗီဒီယိုကောခေါ်ရင်လေသူတို့ကွန်မန်လေးတွေလာတာလို့သူတို့အင်ရလာတာလို့ဆိုအန်ဒီနဲ့အခုဆိုလည်းကြောင်းစားသွားတဲ့ကလေးတွေဆိုလည်းအန်ဒီကိုသတိရတယ်အဲအဲ့လိုလေးတွေ ဟောဒါအဲ့ဒီစေတနာတွေကြောင့်လည်းဖြစ်မှာပေါ့တမီးရဲ့ရတာလေးလေသူတို့သူတို့စားတဲ့လူတွေကတော့သိတာပေါ့နော်။ဒါကိုလည်းစားကြရဆိုတော့ဒါစေတနာပါပါလေးရောင်းရတာပေါ့တမီးရဲ့။ပြဿနာရပြီးရောလုံးလုံးမရဘူးလေ။ဟုတ်တယ်မလား။ဟုတ်ကဲ့အဲ့လိုလေးပေါ့။အသားသမီးတွေကိုလည်းဒီရာနဲ့ပဲတန်ဖိုးပေးရအောင်။ဟုတ်တယ်တမီး။အဲ့ဒီတမီးလေးဆိုဘောလုံးသမားလေး။လက်ရွေးစင်ဘောလုံးကန်နဲ့သူ့ကိုလည်းအဲ့လိုပေါ့လက်ရွေးစင်ပွားရအောင်အဲ့ဒီတန်ဖိုးပေးခဲ့ရတာပေါ့။ ီးတီတယောက်ရဲ့ပီတီတွေစကားတွေလည်းပြောပြပါဟောတမီးရဲ့ဝမ်းသာတာပေါ့နော်အန်ဒီမမောဘူးဂျာလေးတွေတရားနဲ့ပျော်တယ်ပေါ့နော်ကိုလှုပ်နေနဲ့ကိုလှုပ်နေရကိုဖောက်တဲ့လေးတွေကိုကလေးတွေလာတယ်ဒီလိုပေါ့သားသမီးရဲ့တယောက်ခဲတာတုံးရတမီးလေးရတမီးတယောက်ပဲပါတယ်ตาနှစ်ရတမီးလေးကသူလည်းယောက်ျားလုံးလေးပေါ့ตาနှစ်ယောက်နဲ့ဆိုသူလည်းယောက်ျားလေးပေါ့ ီနော်အာရေးပါတာပေါ့သမီးရဲ့ဒါအန်ဒီသမင်းအိုးလေးပဲဟာအန်ဒီရဲ့သမင်းအိုးလေးပါအန်ဒီအသက်ကလေးကလေးရောင်းလားအန်ဒီတဲ့အန်ဒီအခုဆို62နှစ်ထဲရောက်ပြီလေ62နှစ်ဆိုတော့30ကျော်อ่ะပေါ့အန်ဒီကငယ်ငယ်လေးတည်းဈေးရောက်တာအတော်နဲ့နန်ွင်ဈေးမှာအဲ့လိုပေါ့ကြက်သားတို့အစုံရောင်းတာအစုံရောင်းခဲ့တာသမီးရဲ့ဈေးကတော့ ်ဒင်းမြောင်းရရင်အန်ဒီကမရဘူးမနေနိုင်ဘူးကိုဒိကတော့အန်ဒီကကိုအားပဲကိုကိုးချင်တာပေါ့တမီးကိုရှာတဲ့ပတ်စံလေးကိုလူမဲ့ပေးချင်တယ်လူပေးမယ်ဟုတ်တယ်မလားကိုစမ်းချင်တာလေးစားမယ်ပေါ့ဒါအန်ဒီဒါဒါလည်းမွေးရယ်နော်အဓိကဘာဘာဘာကြောင့်ဘာဘာကလားလေးမဆလာလေးအန်ဒီကဒီမဆလာပဲတော့ ကျမ်းမာရေးကောင်းအောင်ပေါ့ကိုစေတနာထားလုပ်ပြရပါတော့တာလီပါစာ14 23အစအချိုက၄ချက်အဆက်က၃ချက်ဟုတ်ကဲ့ဟိုကဒီဆိုင်လိမ့်စာလေးလည်းပြောပြပါအောင်ခင်ဗျဆိုင်ရဲ့လိမ့်စာလေးပြောပြပါလိမ့်စာဟေးဆိုင်လိမ့်စာလေးဟာတမာဒိဋ္ဌိလဲပြီးရောတမာဒိဋ္ဌိဖြတ်လန်းလေးပေါ့နော်နော်ဟုတ်တယ်နော်တမာဒိဋ္ဌိဖြတ်လန်းဟုတ်တယ် ဆိုင်ကလည်းမှဆိုင်လေးရှိတယ်အနည်းအဲ့ဒီကလေးလမ်းမေးဆိုင်ဝင်ကြီးပြောပြပါဦးနော်ဆိုင်ဝင်ကြီးကအန်ဒီနှစ်နာရီကနေည6နာရီခွဲလောက်ထိရောက်နေတယ်ဒီမေဟောအန်ဒီဒီနားလေးရောက်လို့ရှိရင်အန်ဒီဆိုင်လေးကိုဝင်တဲ့ပါလို့စားကြည့်ပါလို့